ုလိုချင်နေမျိုးမှာကိုယ့်ရဲ့ဖုန်းအားကိုဘယ်လိုမျိုးချွေတာကြမလဲငလျင်တန်းကြောင့်စောက်ဦးအတွင်းပိတ်မိနေချိန်မှာဖုန်းဝါကုန်ခန်းသွားပါကအရေးပေါ်အကူအညီရရှိရန်ခက်ခဲနိုင်ပါတယ်ဒါကြောင့်မို့လို့ဖုန်းအားကိုအထူးရောက်ဆုံးချွေတာနည်းများကိုဖော်ပြပေးထားပါတယ်နံပါတ်၁အနေနဲ့ပါဝါဆေးဘင်းမှုကိုအွန်ထားပေးပါ ံပါတ်1အနေနဲ့ဖုန်းလေးရောင်ကိုရှော့ချပေးပါ brightness ကို အဆုံးထိရှော့ပါနံပါတ်3အနေနဲ့မလိုအပ်သော application များကိုပိတ်ထားပေးပါ background application များအားလုံးကိုပိတ်ထားပါနံပါတ်4အနေနဲ့ silent mode ကိုဖွင့်ထားပါ vibration ကိုပိတ်ထားပေးပါ အရေးပေါ်ဖုန်းဆက်ဖို့အတွက်ဘယ်လိုမျိုးအခြေသားကြမလဲတက်နိုင်သလားမိနစ်အနည်းငယ်သာဖုန်းပြောပါဖြစ်နိုင်လို့ရှိရင်မက်ဆေ့ပဲပို့ပါဖုန်းခေါ်ဆိုမှုတက်မက်ဆေ့ပို့ခြင်းကပို့ပြီးအကောင့်နဲ့တက်တာစီပါတယ် offline map ကိုကြိုတင် download ဆွဲထားပါဒီ offline map လေးကကိုရောက်နေတဲ့နေရာကို line မဖွင့်ထားလဲကြည့်နိုင်ပါတယ် ုံးအားကိုဘယ်လိုမျိုးကြာရှည်ခံအောင်ထားမလဲအပလိတ်မှုကိုအသုံးပြုပေးပါတိုင်မမိပါကအပလိတ်မှုကိုဖွင့်ထားပေးပါ ဖုန်းခေါ်ဆိုဖို့လိုအပ်မှသာအပလိတ်မှုကိုခဏပိတ်ထားပေးပါအရေးပေါ်အခြေအနေမှာအသုံးပြုနိုင်ဖို့အတွက်ပါဝါဘန့်ကိုဆောင်ထားပါရာသီဥတုအခြေအနေကြောင့်ဖုန်းပူလာနိုင်ပြီးအကောင့်မြင်သေးတဲ့အတွက်ဖုန်းကာဘာကိုချွတ်ထားပေးပါဒါအပြင် အောက်ပါအချက်အလက်များကိုလည်းအထူးသတိပြုဖို့လိုအပ်ပါတယ်ဗီဒီယိုရိုက်ခြင်းအင်တာနက်အသုံးပြုခြင်းကိုအသက်နိုင်ဆုံးရှောင်ရှားပေးပါ ပါအရေးပေါ်ဆက်သွယ်မှုများအတွက်အားကိုခြွေတာပါအရေးပေါ်အခြေအနေမှလွဲပြီးဖုန်းကိုအသုံးပြုပါနဲ့ဒါကြောင့်မို့လို့အခုဗီဒီယိုကိုကြည့်နေကြတဲ့သူတွေလည်းဖုန်းအားကိုတတ်နိုင်သလောက်ခြွေတာဖို့မမေ့ကြပါနဲ့နော်